လာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေတွေဆရာကဒီနေ့မှာတော့2025ခုနှစ်ဒီဇင်ဘာလတလစာဗုဒ္ဓဖူးရာဟုသာသမီတွေအတွက်တလစာဟောစနန်းကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဥစွာပထမဗုဒ္ဓဖူးရာဟုသာသမီမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဆရာကဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေများ2025ခုနှစ်အခုဆိုရင်ပြက်ကရင်တစ်ခုရဲ့နောက်ဆုံးလကိုရောက်လာပြီဒီပြက်ကရင်တစ်ခုရဲ့နောက်ဆုံးလဆရာငယ်မွေးလာမှာမိတ်ဆွေတို့ကံရှင်နေရာရောဒီနှစ်ရဲ့အချင်းမိတ်ဆွေတို့ဘလို့ရှိလဲဆိုတာသုံးသပ် ြီးပြီးသွားပါအောင်လို့ပြောနေတယ်ဘုတ်တစ်ခုရအောင်တသမိတွေအတွက်စတင်လိုက်ကြရအောင်ခင်ဗျာ2025ခုနှစ်12လပိုင်းအတွက်ဘုတ်တစ်ခုရအောင်တသမိမိတ်ဆွေများမိတ်ဆွေတို့ရဲ့ရင်းနှင်းမှာလက်ရှိမှာအရာရာကိုလက်ချောက်ဝပြိုလဲပြက်စီးခြင်းနဲ့စိတ်တွေဆုံးဖြတ်ချက်တစ်ခုခုကိုချမှတ်ရတော့မယ်ကိစ္စတစ်ခုခုကိုမလို့ရှင်မဲ့လောက်ရတော့မယ်ဖြစ်ရှင်တဲ့အရာတွေကိုဖြစ်လာပါလာပါမလားဆိုတဲ့စိုးရိမ်စိတ်တွေတိမ်ငယ်စိတ်တွေများစွာဝင်နေပြီးတော့ အာဖြစ်ရှင်ရဖြစ်ွားဆိုပြီးတော့တုံတိုက်တိုက်ကြားကြိုက်ကြိုက်တခုခုရအောင်လုပ်မယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်မျိုးတွေများစွာစဉ်းစားတွေးခေါ်နေတော့လာဖြစ်ပါမယ်။ဒါအပြင်မိတ်ဆွေဘုရားဖူးရအောင်တသမိတွေဒီတလတာတော့ဒီမှာဆိုရင်မိတ်ဆွေတို့ရဲ့ကံကအဆိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်ခြင်းကြော်စောခြင်းတွေရရှိတတ်တဲ့အတွက်ကြောင့်မလို့ဘာကုမတုံးခဲအမှာတော့မှဘယ်ရာကုမကယူမဆိုင်ဖယ်နဲ့မိမိရဲ့ဖြစ်ရှင်တဲ့စိတ်ဖြွင့်လို့တဲ့စိတ်ကို များစွာကြိုးစားရင်အင်မတန်အားသာကောင်းမှုပြီးတော့ခံကောင်းစေတဲ့လဖြစ်ပြီးတော့စိုင်းမှုတင်ခြင်းအမိပေးခြင်းထင်ပေါ်ခြင်းဆိုရှယ်မီဒီယာပလူတန်ဆာအဆရှိတဲ့အရာလေးတွေလူသိထင်ရှားကြော်ကြားတဲ့အလုပ်တွေအများနဲ့ပတ်သက်ရင်အဆိုးပင်ဖြစ်ဖြစ်အကောင်းပင်ဖြစ်ဖြစ်ကြော်ကြားတတ်တော်လဖြစ်တတ်တဲ့အတွက်တော့ဒုံဖိန်ပေါ့နော်ကြောက်ရွံ့စရာမလိုဘူးစိုးရိမ်စရာမလိုဘဲနဲ့ကိုကိုကိုတစည်းချင်းမှန်မှန်ရှာရင်ဖြစ်ရှင်တဲ့အရာကိုကျင်းသိဥတီချက်ကိုရဲဝန်းနဲ့ဆုံးဖြတ်ထားရင်ကျင်းသိအောင်မြင်ခြင်းနဲ့တုတ်တက်ခြင်းတွေအဆုံးသတ်မှာရရှိမလားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ ီတလတာတော်တွေမှာမိษွေဘုဒ္ဓဖူးရာဟုတသမီများဂျမ်းမာရင်နဲ့ပတ်သက်လာရင်တော့အတွေးနည်းနည်းလွန်နေတာမျိုးလေးတွေအိတ်မပြောတာမျိုးလေးတွေဖြစ်ရတတ်တယ်အထူးသဖြင့်သွေးနဲ့ပတ်သက်ပြီးတော့သွေးတိုးသွေးတက်ရှိတဲ့မိษွေများအသွေးသားနဲ့ပတ်သက်ပြီးသွေးတိုးသွေးတက်တာမျိုးလေးတွေကြုံရတတ်တယ်လို့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလေးတွေမှာ ကိုမပါရင်မပြီးတာမျိုးထက်ကိုဝင်ပါလိုက်ခါမှာပြဿနာတွေပိုလာတာမျိုးတွေကိုကငကိုကတော့အကောင်ကိုကဝင်ပြီးတော့ပြောဆိုလိုက်ခါမှာကိုအမားဆိုပြီးတော့ဝိုင်းပြီးတော့အပြစ်ပုံချတာမျိုးတွေကြုံရတတ်တယ်လို့ညီကိုမောင်နှမကိစ္စလေးတွေကြောင့်ခေါင်းကိုက်ရတာမျိုးစိတ်ဆိုးရတာမျိုးစိတ်ညှိရတာမျိုးတွေအနှင်းငယ်လရဲ့အစာမှာတုံ့တွေ့ရတတ်သောကာလအပိုင်းချ ဖြစ်ပြီးတော့ဒီဇင်ဘာ6ရက်နေ့ကျော်ရင်တော့အစိုးညံ့နေဟာဗုဒ္ဓဘုရားတာသမိတွေသူကကြော်လွန်ကောင်းမှုပြီးတော့ကံကောင်းမှုတွေကျင်းတည်ရရှိပြီးတော့စိတ်ချမ်းသာစရာတွေကျင်းတည်ရရှိလာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုတော့ဒီဇင်ဘာ1 to 8ကိုတော့တတိပြုစင်ကြံလို့ကကြောင်းနေဘာကိုဖြစ်ဖြစ်အမှန်တရားပဲဖြစ်ဖြစ်မှားတာပဲဖြစ်ဖြစ်လိုက်လံဖြည့်ရှင်းနေရှင်းလင်းရှုပ်နေဖြစ်တတ်တဲ့အတွက် don't care view site မနေပဲနဲ့ကိုယ့်ရဲ့ဥတီချက်ကိုတွားပြီးတော့ လှုပ်ဆောင်တာပုံမူကောင်းမှုပြီးတော့အဲ့ဒီနောက်မှာတော့ဒီဇင်ဘာ9 10ကြာရင်စတင်ပြီးတော့နောက်လကုန်တဲ့အထိကိုနှစ်ကုန်တဲ့အထိကိုကောင်းမှုပြီးကံကောင်းမှုတွေရရှိမှာအတိအကျပဲဖြစ်ကြောင်းဆရာပြောရပါတယ်။ကောင်းပြီ။မိတ်ဆွေတို့လက်ရှိမိတ်ဆွေတို့ရဲ့လက်ရှိကံကိုကအစိုးနဲ့အကောင့်နဲ့ဒွန်တွဲနေတာဖြစ်တယ်လို့အလရဲ့အစာကိုတော့တတိထားစင်ရင်ပြန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးငွေကြေးနဲ့ပတ်သက်ရင်မိမိလောက်ရင်လောက်တလောက်အောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိမဲ့ကာလဖြစ်ပြီးတော့လက်လွန်ထားတဲ့ငွေကြေးတွေပြန်လည်ရရှိတာမျိုး ਨੇ ဝေး ਨੇ ချဘာသာအဝေးတနေရာကနေပြီးတော့ငွေကြေးဝင်လာတာမျိုးမထင်မှတ်ဖဲနဲ့ပုံကိုယ်ဆက်ပဋ္ဌာန်းဆက်တွေရဲ့အကူအညီတွေရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့မိစေတို့တွေနဲ့ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်လည်းဘာမှမစိုးကိုကိုယ်တိုင်အမိခံလို့ချင်းဥဆောင်လို့ချင်းတွေအောင်မြင်တိုးတက်ပြီးတော့လက်လွန်ထားတဲ့ငွေကြေးတွေမှာဆိုရင်လည်းကိုကိုယ်တိုင်ပြောဆိုတာမျိုးလေးတွေအောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိတတ်တဲ့ကာလပိုင်းခြားဖြစ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်လည်းအလုပ်ရှာနေသူတွေအလုပ်တဲ့ ရရှိနေနိုင်သောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါလုံမဲ့အလုံနဲ့ပတ်သက်လို့ရှိရင်လည်းဘာလို့မဆိုတိုးချဲ့လှုပ်ဆောင်ခြင်းတွေဟာအသာပြီးတော့တိုးတက်ကောင်းမွန်ခြင်းတွေကံကောင်းခြင်းတွေရရှိမဲ့ကာလပိုင်းခြားဖြစ်ပြီးတော့ဘာလို့ဖြစ်ဖြစ်အထက်လူကြီးအကြီးငယ်တွေရဲ့အကူအညီထောက်ကူကိုအနေငယ်ရရှိတတ်တော်လာဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အယောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ကုတန်းယောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ဒါအပြင်စားသောက်ကိုလုပ်ငန်းတွေစံစီစေစားဆက်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်အထက်အလိတ်လုပ်ငန်းတွေ TT ဖနက် online social media နဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တိုးဆောင်ရလုပ်ဆောင်ရင်အသာကောင်းမှုပြီးတော့ကွန်းလို့ချမ်းလို့က ားတို့ကွန်ပျူတာတို့အစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ရင်လည်းဘာလို့မဆိုရှေ့တို့ဆောင်ရလုပ်ဆောင်ရအောင်မြင်တို့တက်ပြီးတော့ကံကောင်းမှုတွေရရှိမဲ့ကာလအပိုင်းခြားဖြစ်ပါတယ်။ OA ရှံမီဝယ်လို့တဲ့မိတ်ဆွေတို့တခုရအောင်သာသမီများ OA ရှံမီဝယ်ခြင်းစောက်ခြင်းပြောင်းခြင်းရောင်းခြင်းကောင်းခြင်းအစရှိတာကြိုက်တာလို့ရှေ့တို့ဆောင်ရပြီးတော့လုပ်ဆောင်အားကောင်းမှုတို့တက်ပြီးတော့ကံကောင်းပြီးတော့ဒက်စီဒီဇယ်ဒေါ်လာစီအချွေစေး အဆရှိတဲ့အရာမျိုးတွေမှာလည်းလက်ဆောင်ရတာမျိုးတွေအကူအညီရတာမျိုးတွေဒီလုပ်ငန်းတွေကိုရှေ့တိုးလှုပ်ဆောင်ဆောင်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေဟာကျင်းစီရရှိမှာတော့အသေးစားပဲဖြစ်ကြောင်းဆရာကရေရေကြီးပြောရဲပါတယ်ထို့အပြင်ဒီလက်တာတော်တွေမှာဆိုရင်ယာဉ်လုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်ပြီးယာဉ်တိုးတာမျိုးယာဉ်တက်တာမျိုးတွေကြုံမတက်တဲ့မထင်မှတ်ဖက်ခီးထွက်ရတာမျိုးတွေခီးသွားရတာမျိုးတွေအထောက်အကူကောင်းအကြံဉာဏ်ကောင်းတွေရရှိတတ်သောကာလအပိုင်းခြားဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေဗုဒ္ဓဘုရားတာသမီးတွေနဲ့ဒီရက်၁၂လပိုင်းဆိုတဲ့ကာလအတွင်းမှာငွေကြီးနဲ့ပတ်သက်လာရင်လည်းနေချ ။ဘာသာခြားလူမျိုးခြားတွေရဲ့အကူအညီကိုရရှိတတ်တယ်။ငကောက passport လုပ်ငန်း၊ visa လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ခြေတို့ဆောင်ရယ်လှုပ်ဆောင်လို့ရမိစေများခြေတို့ဆောင်ရယ်လှုပ်ဆောင်မှာ passport ကိစ္စ၊ visa ကိစ္စ၊ပြပရဝေးခရီးသွားနဲ့ပတ်သက်တဲ့ကိစ္စတွေအဲဟိုခြေတို့ဆောင်ရယ်လှုပ်ဆောင်လို့ကောင်းတယ်။သို့တော့ဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးလေးတွေမှာတော့တတိယစီနေမှာပညာရေးနဲ့ပတ်သက်လာရင်တော့ဘာကိုမစိုးအနှဲငယ်လေးအယုံကံရတတ်သောကာလဖြစ်တဲ့အတွက်ပညာရေးကံလေးတွေမှာနည်းနည်းလေးညံ့နေတဲ့အပိုင်းခြားလေးတွေမှာတွေ့ရတယ်။ပညာရေးကံနဲ့ပတ်သက်ရင်တော့အနှဲငယ်လေး ဟုတ်စိုးရိမ်စရာဖြစ်ရမယ့်ကာလစိတ်ပန်းလူပန်းမိမိဖြစ်ချင်တာတစ်ခုဖြစ်နေတာတစ်ခုဆိုပြီးတော့ဒီလိုနှစ်ခုတွန်တွဲနေတော့ကာလပိုင်းခြားလေးဖြစ်တတ်တဲ့အတွက်မိတ်ဆွေပုတ်တခုရအောင်သာသမီးတွေအနေနဲ့ဒီချက်လေးတွေကိုတော့တတိယဆင်နေပေးရတဲ့အတွက်လိုအပ်သောလားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီထို့အပြင်အိမ်တွင်းရေးကိစ္စလေးတွေမှာမိသားစုကိစ္စလေးတွေမှာနည်းနည်းလေးအနှဲငယ်စိတ်ညစ်ရတာမျိုးလေးတွေအိမ်တွင်းရေးကိစ္စလေးတွေနဲ့ပတ်သက်လို့မိသားစုကိစ္စလေးတွေနဲ့ပတ်သက်လာရင်အနှဲငယ်လေးနားလည်မှုလွဲနေတာမျိုးကိုက ဟိုကိုကအကောင်းမြင်မိမယ်ကိုကိုအကောင်းမမြင်နေတာမျိုးမကြည်နေတာမျိုးတဏှာစိတ်တွေနဲ့ကြည်ညာမျိုးဒါမျိုးတွေကြောင့်ကတက်တဲ့လာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စတွေမှာဆိုကိုကူညီဝင်ပါနိုင်ကူညီပေးလိုက်ပါမကူညီဝင်မပါနိုင်ကိုကချစ်စစ်ကလေးနေတာဟာအဖြစ်ကောင်းဖြစ်ပြီးတော့ခါမဟုတ်သူတို့ဟာသူတို့ငင်းခုန်နေတာကိုကဝင်ပြောလိုက်တာမှကိုအမားဖြစ်တာမျိုးကြောင့်ကတက်တဲ့အတွက်တော့မိသားစုရေးကိစ္စအိမ်တွင်းရေးကိစ္စတွေမှာအိမ်အတွင်းရေးဆိုတဲ့အတိုင်းမျိုးအိမ်တွင်းထဲမှာထားတာပုံမူကောင်းမှုပြီးတော့အကံကောင်းစီတော့လာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဆက်ပစ္စည်းရင်ပျောက်တတ်တာမျိုးတွေကြုံရတတ်ပါတယ်တတိထားစီနေပြီးလို့လိုအပ်ပါတယ် စာချုပ်စာနှံကိစ္စတွေတတိထားစင်ကြီးဆောင်ရွက်ပါစေတနာနဲ့ပြောတဲ့ကိစ္စတွေမှာဝေဒနာဖြစ်ရတာမျိုးတွေကိုယ့်ကိုအထင်လွဲနှားလွဲမှုတွေလာမျိုးတွေကြုံရတတ်တဲ့အတွက်တော့မလိုအပ်ရင်စကားအများကြီးပြောတာဟာအမှားအများကြီးပါတတ်တော့လာဖြစ်ပြီးတော့နည်းနည်းလေး short ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီဒါအပြင်မိတ်ဆွေကိုတခုရအောင်တာသမီးတွေအနေနဲ့အဲမိတ်ဆွေတို့ဒီလာတာတို့ပြင်မှာဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အရေးပြားနဲ့ပတ်သက်တာမျိုးရားနာတာမျိုးတွေတွေကျမ်းမာရေးနဲ့ပတ်သက်လာရင်လည်းရာသီအပူပြောင်းကာလလေးတွေကြောင့်အနည်းငယ်ချူချာတတ်တော့ကာလပိုင်ချဖြစ်တာလွင်တော့ကျန်တာစိုးရိမ်စရာမလိုပါဘူးဒီကာလမှာ အလုတ်တစ်ကိစ္စလုပ်ငန်းတစ်ကိစ္စလေးတွေထပ်လုပ်ငန်းဟောင်းမိတ်ဆွေဟောင်းအနေနဲ့ပတ်သက်ပြီးတော့စကားပြောရင်တတိထားပြောပါစင်ပြန်ပြောပါဖြစ်နိုင်ရင်မလိုအပ်ဖြစ်တဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာစကားနဲ့နဲ့နဲ့ထိထိရောက်ရောက်တိတိကျကျလှုပ်ဆောင်တာဟာပုံမူအားသာကောင်းမှုပြီးတော့မလိုအပ်ဖြစ်စကားအများကြီးပြောရင်အမားအများကြီးပါတတ်တော်လှဖြစ်ပြီးတော့နားလည်မှုလွဲတာမျိုးတွေဖြစ်ရတာမျိုးအယိုးစွတ်ခံရတာမျိုးတွေဆွဆွဲခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့အဲဒါလေးတွေကိုတတိပြုစင်ရင်မှာစေတနာတွေမပူပါနဲ့ဝေဒနာပြရတတ်တော်ကာလပိုင်းရှားဖြစ်ကြောင်းထပ်လောက်ပြောကြလိုက်ပါစီ ိုးအိမ်ရှံပြီးဝဲလို့သူတွေခြေတို့ဆောင်ရပါရောင်းလို့သူတွေခြေတို့ဆောင်ရပါငကိုကယာရုကိစ္စလုပ်ငန်းကိစ္စယာရုတိုးဖို့ယာရုတက်ဖို့လှုပ်ဆောင်နေတဲ့မိတ်ဆွေများတကယ်ကိုကျင်းသေးယာရုတိုးခြင်းယာရုတက်ခြင်းတွေကြုံရတယ်လို့အိုးအိမ်ရှံပြီးပိုင်ဆိုင်ရာခြင်းမျိုးတွေအိုးအိမ်ရှံပြီးနဲ့ပတ်သက်ပြီးတော့ကံကောင်းမှုတွေရရှိတတ်သောလားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအဲလူငယ်တွေအခြေရင်းနဲ့ပတ်သက်လာရင်တော့ဒီစားလဲရချစ်သူလဲရဖြစ်တတ်တယ်လို့စံကောလက်ကောအာသာကောင်းမှုပြီးတော့တရားမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲအပြောင်းလဲနဲ့ခကြီးထွက်လာမှပူဇာပတ်ပေါ်လာမျိုးတွေ တိထွက်ကမှအဲရီစားတက်ရတာမျိုးတွေအရှိတက်ရတာမျိုးတွေအိမ်အောင်ဘက်ဖူးစာဘက်ပေါ်တက်သောကာလာပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအိမ်အောင်ရေးအိမ်အောင်ရေးနဲ့ပတ်သက်လာရင်လည်းငကူကဝေးกว่าနေတော့အိမ်အောင်ရှင်များဖို့ပြန်လဲစုံစည်းရတာမျိုးတွေပြန်လဲပေါ့ရတာမျိုးတွေဂျုံအားတက်ပြီးတဲ့အခါမိတ်ဆွေအိမ်အောင်ရေးနဲ့ပတ်သက်လာရင်ငကူကနားလဲမှုလွဲနေတဲ့မိတ်ဆွေတွေတောင်ဒီကာလမှာနားလဲမှုရှိအောင်ရှေ့တို့ဆောင်ရွက်ပြီးတော့တအုပ်နဲ့တို့တယောက်နဲ့တယောက်တိုင်းတိုင်းမင်းမင်းနေနေနိုင်နိုင်လို့ရင်အာသာကောင်းမှုတို့တက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ် ငကူကအချုပ်အနှောင်ဖြစ်နေတော့ဗုဒ္ဓဖူးရာဟုသာသမီများအနေနဲ့ပြည်ပြန်လဲလွတ်မြောက်လာတာမျိုးတွေလွတ်မြောက်လာမဲ့သတင်းတွေကြားရတာမျိုးတွေအဆက်အသွယ်ပြတ်နေသူတွေပြန်လဲပြီးတော့ပျောက်တော့သူချလင်တွေ့မဲ့လာဖြစ်ကြောင်းထထောင်ပြောကြလိုက်ပြရစီခင်ဗျာထို့အပြင်ဗုဒ္ဓဖူးရာဟုသာသမီမိတ်ဆွေတွေဒီလာတာတော့ဒီမှာဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့နော်ဟိုဟိုကံဟာတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီရန်အတွက်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ ဘာကိုမဆိုရှေ့တို့ဆောင်ရလုဆောင်တဲ့အခါမှာတနင်္ဂနွေသားသမီးတို့စနေသားသမီးတို့ ਨੇ တွက်ခတ်လုတာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အာသာကောင်းမှုပြီးတော့ကံကောင်းစေသောကာလပိုင်းရှားဖြစ်ပါတယ်ခင်ဗျာပညာရေးနဲ့ပတ်သက်ရင်လည်းစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့လက်ရှိရှိနေတဲ့နေရာကနေပြီးတော့ပညာရေးနဲ့ပတ်သက်ရင်သင်ယူခြင်းစိတ်အားနည်းနေတော့လာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြလိုက်ပါစီညီကိုမနမကိစ္စလေးတွေဆွေမျိုးသားချင်းကိစ္စလေးတွေလို့အနှဲငယ်လေးစိတ်ညစ်ရတာမျိုးတွေကြုံရတတ်တယ်ထို့အပြင်မိတ်ဆွေတို့ ਨੇ ဘာကိုဖြစ်ဖြစ် အဲဖြစ်နိုင်လို့ရှိရင်စကားနည်းနည်းနဲ့အများကြီးလောက်တာပုံမှုပြီးတော့ကောင်းမှုပြီးတော့ကံကောင်းစီတော့ကာလာဖြစ်ပြီးတော့ရည်ရွယ်ချက်ဥတီချက်တွေကိုတားကတ်ကိုရရဲထားပြီးတော့ရရဲဆောင်ရရင်အောင်မြင်လို့တက်မှုတွေကံကောင်းမှုတွေရရှိစီမှာအာတီကြပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီယာရုလုံမကန်ကန်နဲ့ပတ်သက်ရင်ယာရုတိုးနိုင်တယ်ယာရုတက်နိုင်တယ်ထို့အပြင်မိတ်ဆွေတို့နဲ့ယာရုတိုးခြင်းနဲ့ယာရုတက်ခြင်းနဲ့မထင်မဖဲနဲ့ပုံကိုယ်ကောင်းပထတ်ဆက်ကောင်းတွေအကူအညီတွေရရှိတတ်တယ်ရွှေလောက်ဝက်လဆဗရန်မြကြောက်နီလာအဆရှိတာမျိုးတွေဖရဇေဒီတိန်ပရမတ်အဆရှိတဲ့အရာမျိုးတွေအလူကံပုံကိုယ်အဆရှိတာမျိုးတွေ အဲလက်ဆောင်ပစ္စည်းဗန်နာရရှိတတ်တယ်လို့မိတ်ဆွေတို့ဒီလာတာတို့တွေမှာဆိုရင်တော့အဝေးတနေရာကဆွေမျိုးသားချင်းကောင်းနေချလူမျိုးချဘာသာချတွေရဲ့အကူအညီကောင်းထောက်ကမ်းကောင်းတွေကိုကျင်းသည်ရရှိတတ်တော့လဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီဒီလာတာတို့တွေမှာဗုဒ္ဓဘုရားတော်သမီးများအနေနဲ့အချိုးပေးစီတော့အရဟာတော့တောင်ဆုစုရဲ့ဖြစ်ပြီးတော့စန်းတီယာအရကတော့အနောက်တောင်တောင်ရဲ့ဖြစ်ပါတယ်ခင်ဗျာဗုဒ္ဓဘုရားတော်သမီးတွေဒီလာတာတို့တွေမှာဆိုလို့ရှိရင်အချိုးပေးကံကောင်းစီတော့အရာအနေနဲ့ဆိုရင်တော့ခရမ်းရောင်လို့ခဲရောင်လို့ အဝါရောင်တို့ကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစေတော့လာဖြစ်တာအသေးစားပဲဖြစ်တယ်ဗုဒ္ဓဘုရားတသမိများဒီလာတာတော်ဒီမှာဆိုအကျိုးပေးကံကောင်းစေတော့နေသားအနေနဲ့ဆိုရင်တနင်္ဂနွေတသမိတို့စနေသားသမိတို့နဲ့ပတ်သက်ပြီးတိုးတက်ကောင်းမှုပြီးတော့အကြံဉာဏ်ကောင်းတွေရရှိတတ်တော့လာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့ဒီလာတာတော်ဒီမှာဘာကိုမဆိုမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာရင်တော့မိတ်ဆွေတို့အနေနဲ့သတိထားဆင်ခြင်ပေးရမှာကတော့နည်းနည်းလေးအတွေးမလွန်ပါနဲ့ဗဇက်ကဖျားလက်ကကာယဖြစ်တတ်ပါတယ်အရေးကြီးသောကိစ္စတွေလှုပ်ဆောင်တဲ့အခါပြုမှုဆောင်ရွက်တဲ့အခါမှာ ကံကောင်းစီရန်အတွက်မိမိအိမ်ကမျက်စွာဘုရားမှာတောက်တော်ရင်အေးအေးလေးနောက်ခွက်ကိုလှူပြီးတော့လိုရာဆူတောင်းပြီးတော့သွားရင်မိမိတို့ရဲ့အလိုဆန္ဒပြည့်ဝသွားမှာအသေးကြပဲဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီတလတာဟာဘာကိုပဲဖြစ်ဖြစ်စိုးစိုးညံ့ညံ့ညံ့တဲ့အရာလေးမှလည်းမရဘူးထားခဲလိုက်တော့ကျေလို့အခုပြက်ကလေးတစ်ခုရဲ့နောက်ဆုံးနှစ်ကိုရောက်ပြီဆိုတော့2026ခုနှစ်ကိုမကြာခင်ရောက်ရှိလာတော့မယ်အဲဆရာဆိုလို့ရှိရင်12လပိုင်း31ခါဆရာရဲ့ဝင်နေဆိုတော့အဲလက်ဆောင်တွေ pre order လက်ခံနေပြီဟာဆိုတော့ကောင်းပြီဘောရုပ်ရောက်တော့မိမိတ်ဆွေတို့ ဒီတလားတာတော်ဒီမှာပြက်ကလေးတစ်ခုရဲ့နောက်ဆုံးလာမှာတော့အစိုးညံ့တွေကိုကုံစီအောင်လို့ဇာငင်သားမှာအမေးပြန်တဲ့ရည်ရည်လေးဇာပြက်ကလေးရည်ရည်လေးပြန်ပြင်ပေးပါမယ်ခင်ဗျတို့အပြင်ပြန်လဲရိုက်ပေးပါမယ်တချို့မသိရင်လည်းရိုက်ချပါတချို့မိတ်ဆွေဟောင်းနေရတော့တိမယ်ဆိုတော့ဇာထူး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 မပြောတော့ဘူးအဲ့တော့2026 2026ပေါင်းရင်တက်စေနျူမဂယ်လော်ဂျီရဆိုရင်တစ်ကနန်းတစ်ကနန်းဟာစတင်ခြင်းလို့ခေါ်တယ်တာရော့မှာမက်ဂျစီယံမက်ဂျစီယံဆိုတဲ့အတိုင်းပဲစတင်ခြင်းနေမူရှာအောင်ရမယ်ဆိုပြီးတွေးပြီးတော့ ငါတက်နေလုံးရဲ့အစိုးညံ့တွေကိုဒီလမှာအဆုံးတက်လိုက်တော့ရက်လိုက်တော့အညံ့တွေမကောင်းမှုတင်တာတွေကိုဖြတ်လိုက်တော့အစိုးတွေကိုထားခဲ့ပြီးတော့ပင်ဖြတ်ပြီးတော့2026ကိုကောင်းတာအနေနဲ့ဒူသွားမယ်ဇာငယ်နဲ့အတူ2026ကိုကောင်းတာအနေနဲ့အတူစတင်ပြီးတော့ဆုံးဖြတ်ချက်ကောင်း၊ decision ကောင်း၊လုပ်ငန်းကောင်းအလုပ်ကောင်းတွေကိုစတင်ပြီးတော့တော့မဂျူရီပါပဂျူရီအားလုံးထားခဲ့ပြီးတော့ကောင်းမွန်ခြင်းနဲ့အေဂျင့်ချင်းတွေအားလုံးကို2026မှာဇာတို့အတူဇာကတော့ရက်ဆောင်နေပြီ မိတ်ဆွေတို့အတွက်ပဲကြံတော့တယ်။ကဲကံကောင်းခြင်းနဲ့တူချိလာကိုဆက်သွေးရအောင်လို့ပြောရင်းနဲ့မိတ်ဆွေများဒီတလတာတို့တင်မှာအဆက်ဆက်ရရမိမိတို့ရဲ့ကံကောင်းစီတော့နံပါတ်ဟာတော့၄ကဏ၊၈ကဏ၊၃ကဏနေရမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့ကဏဖြစ်ပါတယ်။အကျိုးပေးကံကောင်းစီပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်တွအယောင်ဖတ်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုခေါင်းကြီးလေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းထွက်ပါစေရောင်းထွက်ပါစေဆိုထိတွေ့ရောင်းလိုက်ပါကအယောင်ဝယ်ကောင်းပြီးကံကောင်းစီမှာမှာဘဇက်ကဖျားလက်ကကာယဖြစ်တဲ့အတွက်ဘာသာတရားများများလုပ်ပါ အဋိဋ္ဌံအနေနဲ့ပြုလုပ်ခြင်းသမားဆိုရင်တော့မေတ္တာတုတ်တနည်းကိုကိုးကောင်းလုံးနဲ့စနရတတိအဋိဋ္ဌံပြုပါဒါအပြင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရကံကောင်းစီရပတိစိတ်လိုတဲ့မိတ်ဆွေများကတော့အရဟံတိတ်ထိဘဂဝါအောင်ဆိုတော့ပတိကိုစိတ်ချင်းဖြင့်အစိုးညံ့နေပြပြကံကောင်းစီမှာပါရေရာမပေးမိမှာဇာငယ်နာမှာ2026ခုနှစ်အတွက်တနှစ်စာမိတ်ဆွေတို့ရဲ့တိတံမူလဇာတာနဲ့မွေးနေ့ခုနှစ်တည်းတေချာတူးချင်းစီတွက်လို့တပါဆိုရင်တော့ဆက်စီမှာတူတင်စရင်တော့ပေးလို့ရပါပြီခင်ဗျာ အဲမနစ်ကမရတဲ့မိတ်ဆွေတွေအတွက်တော့ဆရာဦးစားပေးပြီးတော့တော်ပြီးပါမယ်။အကြံတဲ့မိတ်ဆွေတွေကတော့ရချင်းမရချင်းကိုဆရာပြန်လဲပြီးတော့ဆက်သွယ်ပေးပါမယ်ခင်ဗျာ။2026တော့ဖြစ်နိုင်ရင်တော့အိမ်ကအိမ်ကိုအရောက်မှာပါဆရာလက်ဆောင်လေးတွေထည့်ပေးဆရာလေးတွေဖြစ်ရှိပါတယ်။ဒါအပြင်ဒီတစ်နှစ်ထဲမှာ2026ခုနှစ်အတွက်တနစ်စာဟောစာမှာမှာယူတဲ့မိတ်ဆွေများကျွန်တော်တကြံအတွက်တော့တီးကြံတအုပ်ချင်းစီစစ်မပြီးတော့ပဲနဲ့တကြံအတွက်တော့နည်းနည်းလေးဆရာမှာအလုပ်လေးတွေများတဲ့အတွက်1388ရဲ့တနစ်စာကိုတော့မဟောကြောင်းနဲ့ဆရာ hostel ကြီးတွေနဲ့ဒီနေရာလေးဘူးပဲတကြံအတွက်ရိုက်တင်ပေးပါမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ 2026အတွက်ထူးခြားတာကတနစ်စာဟောစရာမာယူတဲ့မိတ်ဆွေများအတွက်ကတော့တသက်စာမိတ်ဆွေတို့ရဲ့မူလစာတသက်စာမှာအကျိုးပေးတဲ့အရာတွေဗရန်ဘာညာတွေအားလုံးအပြည့်စုံကိုဆရာတသက်တာကိုဟောစရာကိုအချိန်ပြည့်ရေးထားပြီးပါကြောင်းနဲ့မနေ့ကများတဲ့မိတ်ဆွေဒီဆရာရှင်မှာ09392939416 WhatsApp Telegram မှာဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့ TikTok Messenger မှာဧည့်သည်လက်မှတ်ခံကြောင်းပြောရင်းနဲ့ကဲဟိုတခုရအောင်သတိမိတ်ဆွေတွေအဆက်ဆက်ရအစင်ပြီးအောင်မြင်တိုးတက်စီပြီးတော့ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်မိတ်ဆွေဘုရားဘုရားတော်သတိမိတ်များခင်ဗျာ ငွေကြီးအစီအမီစီပြီးတော့အဆက်ဆက်ရရကံကောင်းစီရန်အတွက်မိတ်ဆွေတို့ရဲ့ကန်တာတွေတိုးတက်ပြီးကံကောင်းစီရန်အတွက်ပြုလို့ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်လူသုံးမျိုးကိုဒါနကုသိုလ်ပြုပါပါမယ်ဘလို့လူသုံးမျိုးကိုလဲဆိုတော့မိတ်ဆွေတို့အနေနဲ့မိမိတို့အနေနဲ့မိမိတို့ရဲ့တော့ဟိုပဝင်းကျင်မှာပဲဖြစ်ဖြစ်မတူညီတဲ့လူသုံးမျိုးကိုထက်အသက်ကြီးသောသူတို့မဟုတ်ရင်ဖုန်ကြီးရဟန်းဟိုတမျိုးတို့မဟုတ်လို့ချင်းပုံကုတ်တုံးမိမိနဲ့အထက်အသက်ကြီးသူကိုတမျိုးမိမိထက်ရှုပ်တဲ့သူကိုတမျိုးဆိုပြီးလူသုံးမျိုးပါဖုန်ကြီးရဟန်းကိုထက်အသက်အရည်ကြီးသောသူ ကိုထံငယ်ငယ်ပြီးတော့ချွတ်တဲ့တော့သူတွေကိုသုံးမျိုးကိုမိတ်ဆွေတို့အနေနဲ့ဘာလူရမလဲဆိုတော့မိတ်ဆွေတို့ရဲ့ငွေကြီးကံအထောက်ကူရရှိစေရန်အတွက်စံအနှဲငယ်တို့မဟုတ်မိမိတက်နိုင်တာလေးသုံးမျိုးခွဲပြီးတော့တရားလေးလူပြရပါမယ်ပြီးရအခါအဆက်ဆက်ရရအထောက်အကူရရှိစေဖို့အတွက်ထပ်တူအကျိုးပြုပြီးတော့ကံကောင်းပါစေဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့မိတ်ဆွေတို့အနေနဲ့မိမိတို့အဲ့ဒီနေပါပဲเนาะအခက်အခဲတွေပြပြောက်သွားစေရအတွက်မိမိအိမ်ကမျက်စွာဖျားမှာပဲတောက်ရီ၃ခွက်စွန်း၃ခွက်၃ပွဲလှူပြီးတော့မိတ်ဆွေတို့ရဲ့အိမ်မှာမျက်စွာဖျားမှာဆူတောင်းပါခင်ဗျာဒေချာပါတဲ့ ဘာလဲမပြောတော့ဘူး၁၂လပိုင်းတွင်မှာအဆက်ဆက်ရရအောင်မြင်စင်ပြေတိုးတက်ပြီးတော့ကံကောင်းလာမှာအတိအကျပဲဖြစ်ကြောင်းဆရာကပြောရင်းနဲ့ဗုဒ္ဓဘူးရအောင်တာသမီမိတ်ဆွေတွေ၂၀၂၅ခုနှစ်၁၂လပိုင်းတွင်မှာဘာကိုပဲဆွဆူဘာကိုပဲညံ့ညံ့တုံးခဲ၂၀၂၆မှာဆရာတော်ဆောင်နေပြီမိတ်ဆွေတို့လိုက်ခဲ့ပါတော့ကံစိုးမှုတွေအညံ့တွေအဆိုးတွေကိုထားခဲ့ပြီးတော့၂၀၂၆ကိုသွားကြအောင်လို့ပြောရင်းနဲ့ဗုဒ္ဓဘူးရအောင်တာသမီမိတ်ဆွေတွေဒီ၁၂လပိုင်းဟုတ်လားနောက်ဆုံး၂၀၂၅ရဲ့၁၂လပိုင်းတွင်မှာကံစားတာ ကောင်းမွန်မှုတွေရရှိပြီးတော့2026ကိုလည်းကံကောင်းခြင်းတွေအတူရရှိအောင်တည်ဆောင်သွားနိုင်ကြပါစေ